။ဘကူတိုင်းဘက်ကနေပြီးတော့ဖြတ်တောက်လိုက်မယ်ဆိုရင်တနင်္သာရီဘက်ကစစ်စင်ရေးအစီအစဉ်တွေကိုအားလုံးနှောင့်နှေးသွားမှာဖြစ်တယ်။အဲ့တော့တနင်္သာရီကပြည်သူတွေဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်ဒီမှာလွန်ခဲ့တဲ့၄နှစ်ကလာရောက်ပြီးမြုပ်နှံတွယ်တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညင်းညင်းလိုပဲဖြစ်စီတူးချင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စီအခုဒီကနေရာရွေးချယ်တတ်မှတ်ထားပြီးမတ်လ25ရက်ညကစပြီးဖြတ်တောက်ပြီးကြပါဖြတ်တင်ပြီးခင်းချင်းပြင်ဆင်လာကြတာ ဒီ ABC မြန်မာစီးပွားရေးဥပဒေလိမ့်တက်နဲ့ကာနေပြီးတော့တရုတ်နဲ့ဖက်ဆက်စာချုပ်ချုပ်ဆိုပြီးတော့တနင်္ဂနွေအနှံ့တွယ်တန်းနဲ့ fiber optic တီးခြားစစ်သုံးကေဘယ်လိုင်းတွေလည်းပါပါတယ်စစ်တပ်အတွက်တီးခြားသုံးပြတဲ့ဒီ fiber fiber ကေဘယ်လိုင်းတွေရနိုင်ငံနေရနဲ့မြို့ပြကြီးတွေဒီဆောက်တဲ့အချိန်မှာတန်တရာဆောက်လို့ရဖွဲ့နေတဲ့သူရောရှက်ပုတ်ဖြစ်ပြီးတော့အဲ့ဒီကာလာကလေးကလှူလှူဝဲဝဲထဲ့သွင်းမြုပ်နှံပြီးတော့သူတို့ရဲ့အုတ်ချွေစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တီးခြားစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ်ရေး network ကြီး တိစောက်ခဲ့ကြပါတယ်အခုအရာကြီးကိုလည်းလက်ပတ်တယ်တရုတ်နဲ့ရုရှားအကူအညီနဲ့ဂျူရုဆလင်တွေကိုအသုံးပြုပြီးတချို့သောအစိပ်ပိုင်းတွေကိုလည်းလက်ပတ်တယ်ဒါပေမဲ့ဂျူရုဆလင်ဆိုတာတွေကအထက်ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းကသူတို့အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ twin fault ကြီးစုလို့မရနိုင်နိုင်ဘူးလို့အရေးကြီးတဲ့အစိပ်ပိုင်းနဲ့ဆိုရင်ဒီ cable ကတစ်ဆင့်ပဲဆက်သွယ်ကြတဲ့ network ကိုအသုံးပြုကြတယ်လို့အ twin ကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလဲပတ်ခဲ့တဲ့ဖဲသီးတချို့ကကျွန်တော်ပြောထားပါတယ်သူတို့ရဲ့အကြံပြုချက်အရပဲ မင်းအွန်လိုင်းရဲ့လက်ရှိဖက်ဆက်ဖက်ဆက်ရန်နေရာကိုအဲရိုင်နဲ့ချိနဲ့ပြပြပြီးတော့ဖျို့ဖျဲဖြစ်သွားခြင်းသူတို့ရဲ့ဆက်တွေ့ရေးကိုဖျက်တော့ပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့စစ်ကောင်စီရဲ့ဆက်တွေ့ရေးရန်နေရာကိုဖျို့လဲဖို့မြေရောက်ချထားတဲ့ကေဘယ်ကျိုးတွေဖျက်တော့ကြရန်ဗိုလ်ကြီးနေမျိုးစင်ပန်ကြားလိုက်တဲ့ရုပ်တံနဲ့အတူမန္တလေးမြို့ရှိရက်ွက်များမှလူငယ်များအားလုံးကိုစစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်ဆယ်နှစ်အတွက်ယနေ့မဲနိုင်ခိုင်းပြီးထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ မန္တလေးမြို့ရှိရက်ွက်များမှလူငယ်များအားလုံးကိုအကျန်းဖက်စစ်ကောင်စီကဧပြီလအတွင်းစတင်ပြီးစစ်မှုထမ်းအပတ်စဉ်၁၀နှစ်အတွက်ယနေ့မဲနိုင်ခိုင်းပြီဖြစ်ကြောင်းမန္တလေးမှပြည်သူများကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည်၂024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့တွင် ပြည်သူစစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်အကျုံးဝင်သည့်အမျိုးသားလူငယ်များအားလုံးကိုအပတ်စဉ်၁၀နှစ်လေး2025တရောက်ရန်အတွက်ပြည်သူစစ်မှုထမ်းဤဥပဒေများနှင့်အညီမဲနိုင်ရွေးချယ်မည်ဖြစ်ကြောင်းသိရှိရသည် စစ်မှုထမ်းမဲနိုင်ခိုင်းမှုစာရီဝေတဲ့လော့စပီကာနဲ့လဲလိုက်အော်တဲ့မန္တလေးတမြို့လုံးရက်ွက်တွေမှာမဲနိုင်ခိုင်းမှာဟုမဟာအောင်မြင်မြို့နယ်မဟာနယ်စဉ်ရက်ွက်မှာဒေတာပြည်သူတို့ကပြောဆိုသည့်စစ်မှုထမ်းခိုင်းရန်မဲနိုင်ရွေးချယ်ရေးလုပ်ငန်းများကိုလူငယ်များကိုယ်တိုင်သို့မဟုတ်မိမိမိသားစုထဲမှကိုယ်စားလှယ်တို့ကလာရောက်မဲနိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလူငယ်တို့မဟုတ်မိဘများလာရောက်မဲမနိုင်ပါကသက်ဆိုင်ရာစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဝင်တို့ကမဲနိုင်သွားမည်ဖြစ်ကြောင်းသိရှိရသည် လူငယ်တွေကိုတေလန်းပို့နေပြီးမိဘတွေပါပြောင်းပြေးရမယ့်အခြေအနေဖြစ်နေပြီးမိဘတွေရောလူငယ်တွေရောအရန်ကိုစိတ်ဆင်းရဲနေရတဲ့ဟူဒေတာပြည်သူကဆက်လက်ရှင်းပြသည်အကျန်းဖက်စစ်ကောင်စီက2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းအပတ်စဉ်တဖွင့်လှစ်ခဲ့ပြီးယခုအခါစစ်မှုထမ်းအပတ်စဉ်10နှစ်အထိရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရသည်နောက်တစ်ဆယ်ခုနှစ်လောက်ကစပြီးတော့ဖက်စစ်စစ်တပ်ကမြစ်ချီစီမံကိန်းတွေကိုစနစ်ကျပြင်ဆင်ပါတယ် ဒါပါလဲဆိုတော့မြန်မာပြည်ကိုရာသပံစစ်ကြုံပေါ်နဲ့အုပ်စီးသွားပြီးတော့စစ်ဘူးလွတ်မလာရင်ဆရာနာရှင်အတိုင်းဝိုင်းနဲ့ရွှေမြူသားချင်းဆရာတပည့်တစ်စုတာလေအလုံးမင်းကြည်ကြည်တဲ့ချမ်းသာကြွယ်ဝကြီးတမ်းမီကိုပြည်သူပြည်သားအားလုံးကိုဆင်းရဲတွင်းထဲမှာမြောက်ကိုရီးယားကဲ့သို့ဖိနှိပ်ပြသွင်းထားပြီးတော့လူတစုကောင်းစားရေးအတွက်ကိုရေးရှိနှစ်ဆယ်ချီရာချီအုပ်ချုပ်သွားနိုင်ဖို့အစီအစဉ်တွေရေးဆွဲခဲ့ကြပါတယ်ဒါပေမဲ့ကြောင့်လဲဆိုတော့2030ဝင်းကျင်လောက်မှာတည်းက ကျွန်တော်ဆိုရင်2005စက်တက်ထက်မှရှိပါတယ်စက်တက်ထက်မှ2005အထိကျွန်တော်ရှိတယ်ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်တို့ချင်းချင်းကြားထဲမှာဒီကြားတိရတဲ့တချို့တတိနေရလာမယ့်2010 2020ကာလတွေမှာစစ်တပ်ကစီမံကိန်းကြီးတွေကြီးကြီးချမှတ်ပြီးတော့ဆရာနာရှင်စနစ်ကိုသူတဖြစ်တော့2008ဖွဲ့စည်းပုံစံနဲ့ဗန်းပြပြီးတော့အာဏာရှင်စနစ်ကိုတသွင်းဖို့မြို့မြေပုံစီမံဆောင်ရွက်ကြမယ်အင်ဖရာစထရက်ချာတွေကိုဘယ်လောက်ထိအသေးစိတ်ကြံစည်နေတာတိစောက်ကြမယ်စတာတွေကို MEC လို့ခေါ်တဲ့မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥပိုင်လီမိတက်တို့အပါအဝင်စစ်ဘုံချုပ်တစုကကုမ္ပဏီကြီးတွေတကယ် giant ကုမ္ပဏီကြီးတွေကိုတိဆောက်တိထောင်ပြီးလက်ပတ်ဥဆောင်သားသမီးတွေကိုနေရာပေးပြီးတော့မြန်မာစီးပွားရေးကဏ္ဍတစ်ခုလုံးကိုချုပ်ထိန်ဖို့ကြိုးစားကြမယ်ဟာကြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုဗန်းပြပြီးတော့အာဏာရှင်စနစ်အထူးသဖြင့်စစ်တပ်ကဘယ်တော့ကမှနိုင်ငံရေးဥဆောင်နေရာကလက်မလွတ်ရအောင်စီမံဆောင်ရွက်ဖို့ကြိုးစားမယ်ဆိုတဲ့အခင်းကျင်းတွေဒါတွေကိုကျွန်တော်တို့ကြားသိကြရပါတယ်အဲ့တော့နိုင်ငံရေးဥဆောင်ထိတ်ကြနေပြီးတော့ဘယ်တော့မှဖယ်ရှားလို့မရအောင်အစအစအရလိုအပ်တဲ့စီမံခန့်ခွဲမှုတွေကိုအဲ့ဒီ2000 8 2010ကာလကလေးကစတင်ပြီးခင်းချင်းပြင်ဆင်လာခဲ့တာဒီ MC မြန်မာစီးပွားရေးဥက္ကဋ္ဌ Limited နဲ့ကာနေပြီးတော့တရုတ်နဲ့ဖက်ဆက်စာချုပ်ချုပ်ဆိုပြီးတော့တနင်္ဂနွေလုံးအနှံ့သွယ်တန်းနဲ့ fiber optic တီချာစစ်တုံးကီဘယ်လိုင်းတွေလည်းပါပါတယ်စစ်တပ်အတွက်တီချာသုံးပြတဲ့ဒီ fiber fiber ကီဘယ်လိုင်းတွေရနိုင်ငံနေရအနှံ့မြို့ပြကြီးလေးဒီဆောက်တဲ့အချိန်မှာလန်တာဆောက်လို့အဖွဲ့နဲ့အတူရောရှက်ပုတ်ဖြတ်ပြီးတော့အဲ့ဒီကာလကလေးကလှုပ်လှုပ်ဝဲဝဲထဲသွင်းမြုပ်နေပြီးတော့သူတို့ရဲ့အုတ်ချွေးစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တီချာစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ်ရေး network ကြီး တိဆောက်ခဲ့ကြပါတယ်အခုအရာကြီးကိုလည်းလက်ပတ်တယ်တရုတ်နဲ့ရုရှားအကူအညီနဲ့ဂျူရုစနစ်တွေကိုအသုံးပြုပြီးတချို့သောအစိပ်ပိုင်းတွေကိုလည်းလက်ပတ်တယ်ဒါပေမဲ့ဂျူရုစနစ်ဆိုတာတွေကအထက်ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းကသူတို့အတွက်အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ twin fault ကြည့်ရှုလို့မရနိုင်နိုင်မို့လို့အရေးကြီးတဲ့အစိပ်ပိုင်းတွေဆိုရင်ဒီကေဘယ်ကတစ်ဆင့်ပဲဆက်သွယ်ကြတဲ့ network ကိုအသုံးပြုကြတယ်လို့အတွင်းကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလက်ပတ်ခဲ့တဲ့ခဲတိတချို့ကကျွန်တော်ပြောထားပါတယ်သူတို့ရဲ့အကြံပြုချက်အရပဲမြောက်လိုင်းရဲ့လက်ရှိဖက်ဆက်ဖက်ဆက်ရန်နေရာကိုအဲရိုင်းနဲ့ချိနဲ့ ပြပြပြီးတော့ဖျူဖျဲဖြစ်သွားခြင်းသူတို့ရဲ့ဆက်သွယ်ရေးကိုဖျက်တော့ပါမယ်။သူတို့ဆက်သွယ်ရေးဖျက်တော့ဖို့ကလည်းသူတို့ရဲ့မြှုပ်ထားတဲ့ fiber ဒီ optic cable network ကြီးကိုကျွန်တော်တို့တိုင်းနိုင်ငံလုံးအနှံ့တစ်ချိန်ထဲမှာဖျူဖျက်ပြီးနိုင်ရင်သူတို့ဆက်သွယ်မှုရန်နေရဘယ်လိုပဲဖြစ်ဖြစ်ရုပ်ချင်းဆိုသလိုပြန်လည်ထူထောင်လဲပတ်ဖို့မဖြစ်နိုင်ပဲဖျူဖျဲဖြစ်သွားမှာပါ။ဒါကြတော့ကောင်းကင်ရဲ့ဆက်တလိုက်ကောင်းကင်ရဲ့ဂျူလူတွေစတားလင်ဂျူလူတွေအသုံးပြုပြီးသူတို့ဆက်တယ်မှာပေါ့လို့ပြောကြရရှိတယ်။ဒါပေမဲ့အဲ့ဒီ အင်တာနက်ကနေတဆင့်ပြောဆိုပြီးပို့တဲ့အချက်လက်တွေဟာလုံခြုံမှုမရှိဘူးဆိုတာကိုစစ်ဗိုလ်ချုပ်တွေတည်ပြီးသားမို့လို့သူတို့ရဲ့ထိတ်တန်းအရေးကြီးတဲ့စစ်စင်ရေးညွှန်ကြားချက်တွေလုံဆောင်ချက်တွေအတွက်သူတို့အခက်အကြီးကြီးတွေ့ရမှာတည်ကြပါတယ် ဒီချိန်မှာအုပ်ချုပ်မှုစီမံခန့်ခွဲမှုဖိအိုဖျက်ဖြစ်တဲ့အချိန်မှာခွင့်ကောင်းယူပြီးတော့ငကူကလေးကမှအုံနဲ့ကျင်းနဲ့ထွက်ပြေးကျင်းနေတဲ့ဖက်ဆစ်အကျန်းဖက်လက်ပါစီဖြစ်အတင်းသွတ်သွင်းခံရတဲ့စစ်သားငယ်လေးတွေပြည်သူစစ်လေးတွေတို့လည်းမဟာအခွင့်အရေးဖြစ်သွားမှာဖြစ်တယ်။အခုကထွက်ပြေးလိုက်ချက်ချင်းဆက်သွေးရင်းနေရနေပြီးတော့ဟိုတက်ဟိုတက်ပိတ်ဆို့ဒီတက်ပိတ်ဆို့စသဖြင့်တို့အကြောင်းနေကြပိတ်ဆို့နေတဲ့ပိတ်ဆို့နိုင်စွမ်းရှိနေတာဒီကျိုးတွေကြောင့်လည်းပါပါတယ်။ဒါကြောင့်လို့ကျွန်တော်တို့ကနှစ်ဖြာအကျိုးအတွက်ဖက်ဆစ်ရန်နေရချိနေသွားအောင်ဖက်ဆစ်တက်ပြိုပြက်ဖို့အတွက်အချိန်တင့်နေတဲ့အချိန်နော်မိကုံရန်ကုံရိတ်ခါလဲကုံနေပြီတက်တွင်းတပုံထဖို့အသင့်ဖြစ်နေတဲ့အချိန်မှာသူတို့အတွက်အချက်ပြခရာဖြစ်အောင်ထော်ဒီဖိုင်ဘာအောက်တိကျူးလေးတွေကပြည်သူဘက်ကို လာရောက်ပြီးတော့ကူညီလိုက်ပါလို့ဖိတ်ခေါ်နေပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အဲလှုပ်ဆော်လိုက်ပါတယ်